အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ကျတော့ဒီ YouTube channel ကနေပြီးတော့မှမွေဝင်စေတဲ့နေ့လေးပေါ့နော်မွေအရန်ဝင်တဲ့နောက်တစ်ခုကကျတော့ဒီအာ menstrual ritual ရဆိုရှင်အမရအရန်ကိုမော်စားတဲ့နေ့လေးဖြစ်တယ်နော်ဒီနေ့လေးကိုဒီနေ့မှလာပြီးမျှဝေပြင်မှာဖြစ်ပါတယ်မွေတွေတဟုတ်ထို့ဝေလာစင်မဲ့မော်စာတဲ့နီလေးမျက်ဝေပေးလိုက်ပါရရှင်ဒီနီလေးဟာဆိုလို့ရှိရင်အမတန်ရိုးရှင်းပါတယ်เนาะ ဒါကြောင့်လို့တေချာလေးနဲ့လှည့်ပြီးတော့မှကြည့်မယ်။ဒီချိန်မှာလူတိုင်းကအစ်စ်ပြန်ပန်းမှုတွေကြိုတွေ့နေရတဲ့ဒါပေမဲ့ဒီနည်းလေးကဆိုလို့ရှိရင်တော့လူတိုင်းအတွက်အထောက်အကူဖြစ်မယ်ဆိုတော့ကိုယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီချိန်ကာလမှာငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းခက်ခဲကြက်တဲတွေဖြစ်တဲ့အစ်စ်ပြန်ပန်းမှုတွေလည်းအများကြီးရှိတယ်။ဒါကြောင့်မလို့ဒီနည်းလေးကိုတေချာလေးနဲ့လှည့်ပြီးတော့လုပ်လို့ရပါတယ်နော်။ ဒီနေ့လေးကိုလောက်ရတာလဲလွယ်ကူတယ်ထူခြားတဲ့စွမ်းတွေလည်းသူမှာရှိတယ်သူပါဆိုလို့ရှိရင်ရိုးရှင်းတဲ့အရာလေးတွေအများကြီးပါတယ် ပြီးလို့ရှိရင်ဒီပလင်းလေးကငွေကြေးအခက်ခဲအကျက်တဲ့တွေပြေပြောက်ပြီးတော့ငွေဝေလမ်းကြောင်းတွေစီဝေလာစေမှာ ဖြစ်ပါတယ်เนาะဒီငွေလေးလေးကဆိုလို့ရှိရင်ငွေတွေကိုကိုယ့်ဘဝထဲကိုစီဝေလာစေဖို့အတွက်ဖန်တီးပေးတဲ့ပလင်းလေးတစ်ခုလည်းဖြစ်ပါတယ် တေချာလေးနဲ့လိုက်ပြီးလုပ်မယ်နော်ပါဝင်တဲ့ပစ္စည်းတွေကတော့မိမိတို့အိမ်မှာသုံးနေကြမိဖို့ကြောင့်ပစ္စည်းတွေပဲဖြစ်ပါတယ်နော်ဒီမိဖို့ကြောင့်တည်းမှာအမြဲတမ်းသုံးဆွဲနေကြတဲ့ပစ္စည်းလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ရှားတာလည်းလွယ်ကူတယ်နောက်တစ်ခုကပလင်းတပူလိုပါတယ်ပလင်းခုပလင်းတပူပေါ့နော်ပလင်းတခုလိုတယ်ပလင်းကဘလို့ပလင်းပဲဖြစ်ဖြစ်ရပါတယ်နော်ပြီးတော့ ပြီးတော့ဒီချက်တို့ဒီချက်တို့ရဲ့ဒီလင်းညင်းပွေပေါ့နော်လင်းညင်းပွေတစွန်းပေါ့နော်ထမင်းစားစွန်းတစွန်းလည်းရတယ်လက်ဖေးကြီးစွန်းတစွန်းလည်းရတယ်အာထမင်းစားစွန်းတစွန်းပေါ့နော်ပြီးရင်တစ်ချက်ပိုးအခေါက်တစ်ချောင်းလို့ပါတယ်တစ်ချက်ပိုးအခေါက်တစ်ချောင်းကပေါ်တော့ကိုချင်းနေကိုကြည့်ပြီးတော့ထည့်လို့ရတယ်နော်တစ်ချက်ပိုးအခေါက်တစ်ချောင်းလို့ပါတယ်ပြီးလို့ရှိရင်တော့ကရိုးရွက်ပေါ့နော်ကရိုးရွက်၃ရွက်လို့ပါတယ်ကရိုးရွက်၃ရွက်ကိုထပ်မှဖြစ်ပါတယ်နော် နောက်တစ်ခုကကြတော့ဆန်လက်တဆို့ဒါမှမဟုတ်လို့ရှိရင်တဆုံးပေါ့နော်ဒါလေးကိုထည့်ရမှာဖြစ်ပါတယ်ပြလို့ရှိရင်တော့အရေးကြီးဆုံးဖြစ်တဲ့ငွေပေါ့နော်အာအကျွေးစေးတုံးမဟုတ်ငွေစကူလိုပါတယ်ပြလို့ရှိရင်ရေပေါ့နော်ထည့်ရမှာရေနဲ့ထည့်ရမှာဖြစ်ပါတယ်နော်ပြီးရင်ဒီပလင်းကိုတတ်ဆင်ထားဖို့လိုတယ်နော်ပလင်းကိုတတ်တတ်ရှိရှိလေးလှုပ်ထားပြီးတော့မှထည့်ဖို့လိုအပ်ပါတယ် နံပါတ်၄ကလင်းရင်ဘွက်ကိုထက်ပါလင်းရင်ဘွက်လက်တဆိုးပေါ့နော်ထက်လိုက်မယ်ပြီးပါပြီဆိုလို့ရှိရင်တော့နံပါတ်၄ကတစ်ချပိုအခေါက်ထက်ပါမယ်တစ်ချပိုအခေါက်တစ်ချောင်းထက်ပါမယ်နော်နောက်တစ်နံပါတ်3ကကြတော့ကရဝေးရွက်ထပ်ပါမယ်ကရဝေးရွက်3ရွက်ပေါ့နော်ကရဝေးရွက်3ရွက်ကဘာပဲဖြစ်ဖြစ်ရပါတယ်နော်ပြည့်စည်နေလဲရပဲ့နေလဲရတယ်နော် ပြီးရင်နံပါတ်4ပေါ့နော်4ကကြတော့ဆန်ထက်ပါမယ်ဆန်ကရဲတော့လက်နဲ့ပဲထက်လိုက်ပါတယ်လက်လေးတစ်ဆုံးဆိုယူပြီးတော့ထက်လိုက်မယ်အတကယ်လို့ကိုကဇွန်လေးနဲ့ထက်ရှင်လည်းရပါတယ်လက်နဲ့ထက်လည်းရပါတယ်နော်ဆန်လေးကိုထက်လိုက်ပြီး နံပါတ်5ကကြတော့အကျွေးစီဒါမှမဟုတ်လို့ရှိရင်အကျွေးစီမရှိတဲ့သူကလည်းငွေစက်ကိုထည့်လို့ရတယ်ငွေစက်ကိုဒီလိုမျိုးထည့်လို့ရှိရင်ပျော်သွားမှာဆိုလို့ရှိရင်လည်းအိတ်လေးနဲ့တော့ပြီးတော့ထည့်လို့ရတယ်နော်အကောလို့ထည့်ပြီးသွားပြီဆိုရင်တော့အာနောက်ဆုံးမှာပေါ့နော်ဒီတို့ကဒီနော်ဒီအကောလို့ထည့်သွားပြီပြည်စီနဲ့အကောလို့ဆိုသွားပြီနော်ဒါပြည်စီနဲ့အကောလို့ဆိုသွားပြီပလင်းထည့်ကိုထည့်ပြီးအာနံပါတ် 6ရက်ကြာတော့ရေကိုထက်ပါမယ်နော်ရေကိုထက်လိုက်မယ်ရေလေးကိုထက်လိုက်ပါပြီးပြီဆိုရင်တော့အဖုံးလေးကိုဖိုးပြီးတော့လှုပ်ပေးပါနော်သူ့ကိုအဖုံးလေးကိုဖိုးမယ်နော်အာဘာကြောင့်လဲဆိုလို့ရှိရင်ဒီအကော်လို့ထက်ပြီးပါပြီဆိုသူ့ရဲ့အာနိသင်လေးတွေကိုထွက်လာအောင်ပေါ့နော်အဖုံးလေးဖိုးပြီးတော့ဒီချက်တို့ကလှုပ်ပေးရမှာဖြစ်တယ်နော်အဖုံးလေးဖိုးလိုက်ပြီး ပြီးခောက်ပေးမယ်ဒီလိုမျိုးလှုပ်ပေးမယ်နော်ဒီလိုပုံစံလေးလှုပ်ပေးပါအရာကိုထူချာထူချာစွာပေါ့နော်အာဒီအစွမ်းထက်တဲ့ပလေးလေးဖြစ်တယ်နော်သူက major ritual ဖြစ်ပါတယ်နော်ဒါလေးကိုထည့်လိုက်မယ်ဖုတ်လိုက်မယ်ပြီးရင်ဖွင့်လိုက်မယ်နော်ဖွင့်ပြီးွားပြီဆိုရှင်တော့အဝင်ငွေတွေ ငွေတွေဝင်လာဖို့အတွက်ပေါ့နော်လက်မှာပော့လေးပေးရမှာဖြစ်တယ်နော်လက်မှာပော့လေးပေးပါအာလက်မှာကိုကဘယ်ခြေပဲပြည့်ပော့လေးလို့ရပါတယ်မနေ့ပိုင်းမနေ့တချင်ညတချင်ဥပမာကိုတတိယရင်လက်တတိယတလုံးမျိုးပော့လေးပေးလို့ရတယ်ဈေးရောက်နေတဲ့သူတွေဆိုရှင်လက်ရောင်းဝယ်တွေကောင်းလာမယ်နောက်တစ်ခုကကြတော့အရန်မော်စာတဲ့နီးလေးဖြစ်တဲ့အတွက်ကြောင့်မလို့နော်သူဒီဒီနေလေးကဆိုလို့ရှိရင်အမတန်ကိုမ ထူးခြားတဲ့အရာလေးဖြစ်တယ်လက်ကလေးမှာပုတ်ပေးပုတ်ပေးအများအားပုတ်ပေးရမှာဖြစ်တယ်နော်လက်ကလေးတွေမှာပုတ်ပေးမယ်သူကတိုးလာတွင်မှာလိုချင်တာရစေမယ်နေလေးဖြစ်တယ်နော်တိုးလာတွင်မှာလိုချင်တာရမယ်တနေ့တွင်မှာအဲချမ်းမြေရစေတယ်နော်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီအရန်မဟုတ်စားတဲ့အာအိမ်မှာကိုကအလိုမရှိတဲ့သူတွေပဲဖြစ်ဖြစ်ဘာမှမဖြစ်ဘူး အလုံးမရှိလို့ဆိုပြီးငွေဝင်အလန်းကြောင့်လည်းမရှိဘူးဆိုပြီးတော့မှတွေးနေတဲ့သူတွေလည်းအလိုလိုနဲ့ငွေဝင်စီးကြောင်းတွေတော့ရောက်ရှိလာမှာဖြစ်တယ်။နော်နောက်တစ်ခုကကြတော့သူပါဆိုလို့ရှိရင်နောက်တစ်ခုကကြတော့တချို့ကတော့ပြောလိမ့်မယ် ဘာအလုံးမရှိဘဲနဲ့ငွေဝင်လို့ရလာဆိုတော့ရိုးကြီးလေးလေးပူပြီးထိုးချားလေးလေးဖြစ်တယ်เนาะဘာအလုံးမရှိဘဲနဲ့ငွေဝင်မလားဆိုပြီးတော့ပြောတဲ့သူတွေကတော့မယုံကြည်တဲ့ဖြစ်တဲ့အတွက်ကြောင့်မဟုတ်เนาะအယုံကြည်မှုရှိရှိနဲ့လှုပ်ပေးပါယုံကြည်မှုရှိလေးလေးပူပြီးတော့မှထိုးချားလေးလေးဖြစ်တယ်ဒီပလင်းလေးကိုကြတော့ တပတ်မှာတစ်ခါလဲပေးပါနော်တပတ်ကိုတစ်ခါလဲပေးပါသူကအဆန်တွေပါတဲ့အတွက်ကြောင့်မလို့တပတ်ကိုတစ်ခါလဲပေးပါ ပြပြန်ပြီးအသေးအသေးပြန်လဲပေးပါနော်ဆိုတော့အဲ့ဒီအရာလေးကကြတော့ကြည့်လိုက်လို့ရှိရင်ရိုးရိုးရှိရှိလေးပဲနော်ဘာလို့လို့အဆင်မပြေဘူးဆိုရင်လိုက်လို့ကြည့်ပါဘာလို့လို့အဆင်မပြေဘူးအလောက်ကင်တွေနဲ့ပတ်သက်ပြီးအဆင်မပြေဘူးငွေကြေးကျတဲ့တွေခက်ခဲတွေဖြစ်နေတဲ့အကျွေးတွေအများကြီးနေတယ်ဆိုလို့ရှိရင်တော့ဒီပလင်းလေးကို လိုက်လို့ကြည့်ပါ ဒီပလင်းလေးဟာအမတန်ကိုထူးခြားတဲ့ပလင်းလေးတစ်ခုဖြစ်တယ်เนาะဒါကြောင့်မလို့တည်တည်ချာချာလေးနဲ့လှုပ်လေလေပို့ပြီးတော့ထူးခြားလေလေအာကိုကယုံကြည်မှုရှိလေလေပို့ပြီးတော့မှထူးခြားလေလေဖြစ်တယ်နော်ဒါကြောင့်မို့ဒီချက်ကဒီမှာမျှဝေပေးလိုက်တာဖြစ်တယ်ဒီပလင်းလေးကိုဒီချက်တစ်ခါမျှဝေပေးပူပါတယ်နော်2024လို့ကလည်းမျှဝေပေးပူပါတယ်ဒါပေမဲ့တချို့ကလုံးလုံး ဟိုလောလောရတာအဆင်ပြေမှုရှိမရှိ ပေါ့နော်ဒီကြားကမတိလိုက်ဘူးဒါပေမဲ့အဲ့ဒီခါကျတော့အခုပလင်းလေးနဲ့ပို့ပြီးပြန်လှုပ်ပေးတယ်အရင်ကလှုပ်ပေးတာကတော့ခွက်ကလေးနဲ့တစ်ချက်လှုပ်ပေးဖို့တယ်နော်အကြောင်မလို့ဒီပလင်းလေးနဲ့လှုပ် ပြီးသွားပြီဆိုရင်တပတ်မှတစ်ခါလဲပြီးတော့မှလှုပ်မယ်နော်သူက major pro ပြောမစွင်ကျတော့ ritual တစ်ခုဖြစ်တယ်အားလုံးအဆင်ပြေကြပါစေလို့တော့တခြားဆုတောင်းတယ်ဘာကြောင့်လဲဆိုလို့ရှိရင်အာဒီအရာလေးကိုလှုပ်လိုက်တဲ့ခါကျတော့ မော်လဲစံတယ်ရိုးလဲရိုးရှင်းတယ်ရှားရတာလည်းလွယ်ကူတယ်ငွေဝင်စည်းကြောင်းတွေကလည်းပို့ပို့ပြီးတော့မှစီးဝင်လာစေမှာဖြစ်ပါတယ်เนาะဒါကြောင့်မလို့ဒီပလင်းလေးကိုလိုက်လို့ကြည့်ပါအလိုကိုဂျေစုတင်ပါတယ်ဂျေစုတင်ပါတယ်ဂျေစုတင်ပါတယ်ဒီချက်ပြူ channel ကနေပြီးတော့မှညဝေပေးလိုက်တာဖြစ်ပါတယ်ရှင်